ကျွန်မနောင်မို့မို့တရားပါရှင်။ကျွန်မရှမ်းပြည်နယ်စုံတွစ်ထင်မြို့သမီးလုပ်ငန်းရှင်များအတွင်ဥက္ကဋ္ဌဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ဒီနေ့ချင်းရိုင်းနဲ့ချင်းမိုက်ခီးစင်မှာကျွန်တော်ကမြို့သမီးလုပ်ငန်းရှင်ရန်ကုန်နဲ့မေထီလာကြည်မြို့နဲ့ရှမ်းပြည်တောင်ပိုင်းမှာလုပ်ငန်းရှင်များအားလုံး22ဦးဒီခီးစင်မှာလာရောက်လည်လာကြဖြစ်ပါတယ်။ဒီနေ့အနေနဲ့ကတော့ကျွန်တော်တို့ပထမဆုံး အာမုန်ကလမဲလုပ်တဲ့လူငန်းကိုတွားရောက်လေးလာပါတယ်အခုကျမတို့ချင်းလိုက်ခရိုင်ပန့်ပုံ TV ရွာမှာရောက်နေပါလေရှင်အခုလာကြည့်တာကြတော့ကလမဲမုတ်ထုတ်လုပ်တဲ့နေရာဖြစ်ပါတယ်ကြည်လဖန်ဆိုတဲ့ဒီဆက်ယုံကတော့အခြားမှာရှိတယ်ဒီနေ့ဒီရောက်နေတဲ့နေရာကတော့မူလနေရာဖြစ်ပါတယ်မုန်ကလမဲလေးတွေကိုဒီလိုဒီလိုထုတ်ပြီးလို့ရှိရင်တခါစားအနေနဲ့သူကအထဲမှာစက်ကူလေးတွေထည့်ပါတယ်အော်ပလတ်စတစ်လေးထည့်ပါတယ်ပြီးတော့မှဒီ ဟိုဟာလေးနဲ့အဲဖက်ကလေးနဲ့ဒီလိုဒေချာလေးကိုထုတ်ထားပါတယ်ဒါတခါတခါစားစာလေးဖြတ်ပြီးတော့ဒီလိုပလတ်စတစ်လေးနဲ့ဒေချာထုတ်ထားပါတယ်ရှင်ဒီထုတ်လေးကကျတော့နှမ်းပါပြီးသားထုတ်ကလေးတွေပါအင်းအိမ်နဲ့အိုးအိုးနဲ့အိမ်နဲ့မကွာပါဘူးเนาะကို product ကိုတက်တောင်တက်တာနဲ့တနေရာထဲမှာ production လုပ်နိုင်တယ်ပြီးလို့ရှင် market ကိုဖောက်ဖို့ကတော့အဲတာဝန်ရှိတဲ့သူတွေကသူကနေသူသက်ဆိုင်ရာတာဝန်ယူပါပေးတဲ့အတွက် အဲသူတို့အနေနဲ့အများကြီး ease ဖြစ်တယ် comfort ဖြစ်တယ်လို့ခံစားရပါတယ်။အခုဆုံးသူတို့အနေနဲ့အပါစီတစ်ခုလုပ်မယ်။ရွေးချယ်ဖို့ရတယ်ပြီးတော့ရှင်ကျမ်းမာရေးရလဲလာပြီးတော့ကြည့်ကြပြီးတော့ဆောင်ရွက်ပေးတယ်။ကျမ်းမာရေးအောက်မှာသူတို့လုပ်ရတာဖြစ်တယ်။အင်ဝင်မှုထုတ်ကုန်ကနေပြီးတော့ production မိုင်းကိုဘယ်လိုလူတွေနဲ့တွဲပြီးတော့အာဆက်သွားမလဲဆိုတာကို idea လေးတစ်ချက်အဲတွေးမိပါတယ်ရှင်။သူတို့ဟိုစူအနေနဲ့ဘလို့ပံဖို့ပြင်နေတယ်ပြီးတော့သူကတန်ဖြေရယ်။သူတို့စူအနေနဲ့သူက ဈေးကွက်ရှာပြီးဈေးကွက်ကိုဘယ်လိုရှာပြီးလဲထပ်မယ်သူတို့နိုင်ငံတွေကပြပွဲတွေကျင်းပပြီဟုတ်ဟာဆိုတော့ကျွန်တော်လည်းဒီကျွန်တော်တိုင်းပြည်လုပ်ငန်းရှင်ပေါ့ဗျာတခြားနိုင်ငံတွေမှာကျွန်တော်လုပ်ရင်ပြပွဲတွေမှာဝင်ရောက်ပြသပြီ ဒီနိုင်ငံတာတာဆိုသူတို့ export လုပ်ရတယ်လို့ပြောတယ်ဆရာအဲ့ဒါလေသူတို့အစိုးရလည်းစိတ်ကွက်ရှာပေးကျမတို့အစိုးရလည်းအစိတ်ကွက်တော့ရှာပေးနိုင်မယ်လော်လော်ဆယ်တော့ပြည်တွင်းထဲမှာအဲဟုတ်တယ်ပြည်တွင်းမှာဒီအဲ့ဒီအလေးဟုတ်တယ်ဆရာအဲ့လိုမျိုးလေဟုတ်ကဲ့သူတို့နိုင်ငံမှာအဓိကပါလဲကျွန်တော်တို့ရည်ရလိုက်တော့ packaging မှာ packaging လည်းအရန်ကောင်းတယ်ဟုတ်ဟိုသူကပတ်ဝန်းကျင်လည်းဒီမှာဆိုဒါဆိုရင်လေဒါဒါဆိုကျွန်တော်တို့ဘတ်ပတ်ဝန်းကျင်ထိန်းထားတယ်ဟုတ်တယ်ပြောဘက်ကိုအစင်းစင်းပေါင်းခံပြီးတော့မှာဟုတ်ကဲ့ဟုတ်ကဲ့ဒါကျွန်မသူ့ရဲ့အလုပ်အားအစင်းစင်းကိုလုပ်ငန်းအစင်းစင်းကို မေးကြည့်လိုက်တော့ကျမတို့စီမှာလေတနက်ဖက်လုတ်တဲ့လုပ်ငန်းနဲ့သိမကွာတူတူပဲကျမတို့တီယိုလာတဲ့အတွက်သူကိုကိုပါလုပ်ရမယ်ကို idea အတွက်ကိုဘယ်လိုလုပ်ရမယ်ဆိုတာကွာကိုရှိပြီးသားဆရာနော်အဲ့ဆိုဒီခီးဆရာကျမတို့တော့အရန်အကျိုးရှိပါတယ် resource ရှိပြီးသားဟုတ်ဘယ်လိုတော့မင်းလဲဆိုတဲ့တက်ကမိပြန်မှမသိတာပြီးတော့မှအင်တွင်လုပ်ငန်းတစ်ခုဖြစ်တဲ့ဟာဘောတော့ဒီအလကုံနဲ့တိုင်းရင်စီထုတ်လို့ရေးတဲ့ငန်းကိုတာရောက်လ ీల ခဲ့ပါတယ် ေကအစိမ့်မြင့်ပိုးအတွဲက FDA ကနေပြီးတော့သူတို့ကအဒီမှာနေအစိမ့်မြင့်မြင့်လုပ်ထားတဲ့ဟိုအခိုင်ပါတဲ့အထောက်ထားနေသူတို့ဒီထက်မှလုပ်ထားတာဖြစ်ပါတယ်။ကျမတို့စက်ရုံထဲမှာဝင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ clear ကိုပို့ပြီးပမာဥစားပေးတဲ့အတွက်ပုံမှန်ဆိုရင်တော့ကျမတို့ form uniform လေးတွေနဲ့ဝင်ရမှာဖြစ်ပင်ဒါပေမဲ့ဒီနေ့တော့ဟိုဥကောင်းရဲ့ဒီခြေတောက်မှာကျမတို့တန့်ရှင်းအောင်ပေါ့နော်။တခုခုနဲ့ကျမတို့ဝင်ကြည့် ဒီမှာတွားကြည့်တဲ့အခါကျလို့ရှိရင် one way စနစ်နဲ့ပဲပေါ့နော်ဒီကနေဝင်မယ်ဒီဘက်ကိုပြန်ထွက်မှာဖြစ်ပါတယ်။စံချိန်မီတဲ့အရာကတော့ဒီဆေးတိတ်တာရှိရမယ်ရှင်။ကျူတဲ့ကုံကြမ်းနေတဲ့ဒီ hyper ကြတော့တရားရခိုင်တော့အစိုးပဲအစိမ့်တက်တက်ဖြစ်တယ်လတ်ဆက်တဲ့အရွက်တွေပဲဖြစ်တယ် system မှာကြတော့ဒီလိုမျိုးကလကလေးတွေနဲ့ပိုးမွား မဝင်ဖို့အတွက်ကာထားတာဖြစ်ပါတယ်။တိုင်းရင်းစေးတွေစစ်တဲ့အိုးတွေပဲဖြစ်တယ်။ပုံမှန်ထုတ်လုပ်တဲ့အချိန်တိုင်းဝင်ခွင့်မရှိဘူးအရန်ပူတဲ့အတွက်အရာတဲ့တိုင်းရင်းစေးတွေကိုလေပြန်စစ်ယူတာအရေးပြန်စစ်ယူတာစေးကိုပြန်စစ်ယူတာဒီလေးခုကြတော့ရော့ဆက်တာပေါ့နော်စေးတွေရော့ဆက်တာပေါ့ကုန်ကျန်းတွေရော့ဆက်တဲ့ဘုံလေးတွေဖြစ်တယ်။ဒီတိုင်းရင်းစေးတွေကို ကြုံမဲ့အချိန်ကြလို့ရှင် RO စနစ်နဲ့ရေတန့်ကိုတုံးရမှာဖြစ်တယ်ဒီအခန်းရဲ့အရေးကြီးဆုံးအကွာကြတော့ဒီပုံမှန်ဖန်တဲ့ဆက် ရှိရမယ်။ဒါတို့အခန်းကိုဝင်မဲ့တို့ကြတော့ဒီပညာရှင်တွေပဲဝင်ရတယ်ပြပလူတော့မဝင်ရဘူး။ထုံလုံးမှုကိရိယာတွေကတော့ဒီထက်များတယ်။ဒါပေမဲ့လှုပ်ပြီးတိုင်းလှုပ်ပြီးတိုင်းတိမ့်ပြန်ပြန်ဆေးပြီးတော့တန့်စင်ထားရတယ်မို့တိမ့်ထားတဲ့အပိုင်းလေးရှိတယ်။ဘာမကင်းနေစင်းနေရေးထားရှိမှာလေဝဲဥချောင်းထုတ်လုပ်တယ်လို့ကျမသိရပါတယ်เนาะအဲ့တော့ဒီအခုကျမတို့လာလိလာရဲ့တိုင်းရင်းစေးဆက်ယုံကမိသားစုလုပ်ငန်းဖြစ်ပြီးတော့မှဒီအိမ်နွေးမှုလုပ်ငန်းတစ်ခုနေနဲ့အစင်းစင်းမှာစနစ်တကျထုတ်လုပ်ထားရယ်တန့်ရှင်းတည်တတ်ကြရယ်သူတို့ရဲ့ထုတ်ပိုးပုံစနစ်ကိုသူတို့ မြင့်တင်ထားတဲ့ပုံမှာကြည့်ပြီးတော့မှမက္ကလေးစစ်နေနေကျွန်မကိုယ့်ရဲ့လုပ်ငန်းကိုဘယ်လိုမျိုးချက်ထွင်မယ်လို့စိတ်ကူးရပါသလဲဒီမှာလေ့လာရတဲ့အစီအစဉ်ကတော့ပညာရှင်ရဲ့အထောက်ပံ့အပြည့်အဝရရှိတယ်ပညာရှင်ရဲ့လာရလေ့လာမှုသူတေသနာပြုမှုလာပြီးကုညီပံပံ့ပိုးဆောင်ရွက်မှုအပြည့်အဝရရှိတယ်ဒီမှာတော့ဆက်ပစ္စည်းရလဲသူတို့အနေနဲ့အိမ်လွှဲမှုဆိုပေမဲ့လည်းဒါနဲ့ဟိုစက်ယုံတယုံလို့တိုးတက်ကောင်းမှုအောင် သူတို့တွေလုတ်ပေးနိုင်တယ်ဒါဖြစ်ရင်ကိုယ့်ရဲ့ဟာပေါ့နော်ဝဲဥချောင်းလုပ်ငန်းကိုလည်းဒီလိုမျိုးတန့်ရှင်းတဲ့စနစ်ကြထုတ်ပုံမှုတွေနဲ့နော်ပိုးတန့်လုပ်ငန်းဆက်ဆက်တဲ့ကိုထုတ်လို့ဖို့စိတ်ဝင်စားတယ်ပေါ့စိတ်ဝင်စားပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီလေပိုင်းမှာတော့တင်းငန်း6ခန်းလုပ်ငန်းနဲ့ကြားရည်ထွက်လို့လုပ်ငန်းကိုတွားရောက်ပြီးတော့မှလေ့လာခဲ့ပါတယ် บ้านผลไม้นะคะเชื่อสว่ามิงลาบาลนุกสปาเลยอารมณ์ก็ไว้คัมมาเปอติสาลงงานเลยผิดเลยปอเนาะอคุโลโลเซรตูเยมิตาสุเยอกูเยเนี่ยวัยวนปีมาลุกไก่นี่เลยลงงานทุกผิดไปเลย ဘရင်ရဲ့စီမံကိန်းပေါ့နော်ဒီတီတီတွေနဲ့ပတ်သက်တဲ့ဒီ data အလိုက်မှာရှိတဲ့နေရာမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒီအမတ်တရပုံတွေပဲဖြစ်တယ်တဲ့ထိုင်းနိုင်ငံတမျိုးလုံးကိုသွားလာနေတဲ့အခါကျအဲ့ဒီကအတွေ့အကြုံလဲပါတယ်အဲ့ဒီရဲ့လုပ်ငန်းအတွေ့အကြုံကိုယူပြီးမှယခုဒီမှာပြန်လာပြီးမှလုပ်တာပဲဖြစ်တယ်ကျင်းချာနေလာတဲ့ဒီအတိအတာမျိုးကိုအရင်ဆုံးချိန်ပဲချိန်ပြီးလို့ရှိရင်အတိနာ live ကချင်းလေးတွေနဲ့စီစီထား င်္ဂလာပါအနေနဲ့ဥက္ကဋ္ဌဖြစ်တယ်သူနာမည်ကခွန်ရတိမာလို့ခေါ်ပါတယ်ဒီချင်းပိုင်းရဲ့တာဝန်ခံဖြစ်ပါတယ်ဒီအခါမှာရှိတဲ့ပစ္စည်းအလုံးကတော့ရောင်းဖို့အစဉ်တည်ထားထားတဲ့ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်ကြားရည်တွေပဲဖြစ်တယ်အဲ့ခါမှာကျမတို့ဒေသအတွက်အဲထွက်ကုန်ဒီမှာကျမတို့လည်းအဲတင်းငံ6 ခန့်လုပ်ငန်းမှာကျွန်တော်တို့လုကိုက်နိုင်တာရေခွင့်လန်းအများပြားတွေ့ရှိခဲ့ပါတယ်။ဘုတ်ကလမဲလုပ်တဲ့လုပ်ငန်းမှာလည်းအဲတချို့အင်းမျိုးမှုလုပ်ငန်းလေးမှာလုပ်နိုင်တဲ့အနေအထားလေးကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်ရှင်။ဒီနေ့ကတော့ကျွန်တော်တို့ချင်းရိုင်းရဲ့ဂါဗနာနဲ့ကျွန်တော်တို့မြို့သမီးစုံတည်ထိုင်လုပ်ငန်းရှင်ဖွဲ့ရှမ်းပြည်နယ်တင်းတို့ရဲ့ညစာစာပွဲဖြစ်ပါတယ်။ကျွန်တော်ကတော့ရှမ်းပြည်နယ်ဒေသနဲ့လုပ်ငန်းလုပ်ငန်းများမြို့တည်ထိုင်ဌာနကအတွက်ညွှန်ရင်းဦးညောင်းပါတော်နေနေရတော့ဒီဒေတာဖွင့်တက်တက်ရိုက်တဲ့စောင်းခဲ့တာဆိုရင်2014ခုနှစ် မက်ချ်လာနေပြီးတော့အခုချိန်ထိပါလေးနှစ်ကျော်ကြာခဲ့ပါကျွန်တော်တို့အလိုဆောင်ရတဲ့နေရာမှာကျွန်တော်တို့တူးတယောက်တည်းကိုပဲကျွန်တော်တို့ဦးဆောင်ပေးမိနေအဖွဲ့အစည်းတွေပေါ့ဥမာ cluster အစုအဖွဲ့တွေကျွန်တော်တို့ကတက်ကက်ထားပြီးတော့ဆောင်ထုံးထွတ်တော့ဆောင်ရပေးနေခဲ့ပါတယ်အဲ့လိုဆောင်ရတဲ့ခါလဲဒီနေ့ချိန်ထိပါတယ်အခုလဲကျွန်တော်ဒီလာရတဲ့ရယ်ကျွန်တော်ဒီလူသမီးဇုံတီထွေနဲ့ရှင်များနေနဲ့ဘလို့ရှင်းဆက်ပြီးဘလို့အစီအစဉ်နေရှိတယ်ပြီးတော့ ူရလည်းပဲဆရာဖိတ်ဟောပါလိုက်ပါဖို့အတွက်ဖိတ်ခေါ်အတွက်ကျွန်တော်ကိုယ်တိုင်လည်းပဲလူအားမျိုးတွေတက်ကြွတဲ့အတွက်ကျွန်တော်ပါဝင်ဆောင်ခဲ့ဖြစ်ပါတယ်။မင်္ဂလာပါ။ကျွန်မကတော့ဆိုးဥတွထွန်ရှမ်းပြည်နယ်ဆိုးဥတွထွန်မြို့သမီးလုပ်ငန်းရှင်များအဖွဲ့ရဲ့အတွင်းမူနန်းလောက်ကမ်လင်းဖြစ်ပါတယ်။အာကျွန်တော်တို့အခုဒီထိုင်းနိုင်ငံချင်းရိုင်မြို့ကိုရောက်ရှိနေတာမြောက်ရှိရောက်ရှိနေတာကတော့ချင်းချင်းရိုင်ခရိုင်ရဲ့ဒီဟောပေါ့ OP OTOP product 1 town 1 project အဲ့ project ရဲ့ဒီ product တွေကိုလာပြီးလေ့လာတာပါသူတို့နိုင်ငံရဲ့ SME တွေကိုဘယ်လိုမြင့်တင်လဲ SME တွေဘယ်လိုလှုပ်ရှားတယ်လဲအစိုးရကဘယ်လိုထောက်ပံ့လဲဆိုတာတွေကိုကျမတို့အဖွဲ့ကလာပြီးလေ့လာတာပါဒီလေးလာရတဲ့အကြောင်းရင်းဘာလို့လေးလာလဲဆိုတော့ကျမတို့စီမာလဲသူတို့ကျမတို့ရှမ်းပြည်နယ်မှာလဲဒီနိုင်ငံနီးတူတင်းနဲ့ဟိုထွက်ကုန်နေ အတူတူပဲမယ်ကျမတို့ကဒေတာမှာဘလို့ဖွံ့ဖြိုးရေးလုပ်နိုင်မလဲဆိုတာမျိုးဟိုဟာဟိုဒေတာအတွက်ဘာများလုပ်နိုင်မလဲဆိုတာကိုကျမတို့လာရောက်ပြီးတော့မှလေ့လာခြင်းဖြစ်ပါတယ်ရှိဆက်ပြီးတော့တော့ကျမတို့ဒီကနေ့ရရှိသွားတဲ့ဟို knowledge တွေဒီကိုအခွဲတွေကို sharing လုပ်ပေးသွားမယ်လို့ညွှန်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်